ားလုံးပဲမင်္ဂလာပါမော်လမြိုင်မှာမနက်စာကိုထမင်းကျော်ကောက်ကောင်းလေးစားချင်တယ်ဆိုလို့ရှိရင်ရဲဘော်ကဒီထမင်းကျော်ဆိုင်လေးကိုလည်းမိထားလို့မရဘူးပေါ့နော်ဒီထမင်းကျော်ဆိုင်လေးကဈေးတန်ပြီးအရာစားလို့ကောင်းပါတယ်အခုတော့ထမင်းကျော်ပူပူလေးရဲ့ပြီးလို့ရှိရင်ပေပြုတ်လေးရဲ့ကျက်သွန်ကျော်မွမွေးလေးရဲ့ပါတယ်ပေါ့နော်ကျွန်တော်ကတော့ဒီအာပြဲချောင်းကျော်ရဲ့ပြီးလို့ရှိရင်ဘဲဥရဲ့ကျက်သွေးရဲ့ကျက်ဥရဲ့ကိုကျွန်တော်ထပ်ပြီးထည့်ရပေါ့နော် ဒီဟာအကုန်လုံးကိုထည့်တာမှ၄000ပဲပေးရတယ်ခင်ဗျာဈေးကတော်တော်လေးကိုတန်တယ်လို့ပြောလို့ရတယ်ပေါ့နော်ပြီးတော့ဟိုဟေးကြကြလေးရလဲလေတမင်းကျော်နေလိုက်ဖက်နေရောပဲခင်ဗျာအချိန်နေဆိုလဲအခုလိုမျိုးဇလုံလိုက်ချတာပြီးနေပေါ့နော်စိုက်ကြယူလို့ရပါတယ်ကျွန်တော်ကတော့ချက်ဦးလေးချက်သွေးလေးကိုကက်ကြီလေးနဲ့ညှက်ခိုင်းလိုက်တယ်ပေါ့နော်တမင်းကျော်နေတွဲစားဖို့တခွားသေးနဲ့ချက်တော်ကိုလည်းအချိန်လောက်ထားတာလေတော်တော်လေးကိုစားလို့ကောင်းနေခင်ဗျာကျွန်တော်ကတော့ဝတ်သားနဲ့တမင်းကျော်နောက်တစ်ပွဲလည်းထပ်မှထားတယ်ပေါ့နော်ဝတ်သားလည်းတည့်တည့်တနက်နဲ့ ချက်တရာတော်တော်လေးကိုကောင်းနေခင်ဗျာထမင်းကြော်နဲ့အလိုက်ဖက်ဆုံးဖြစ်တယ်ရေလေးကြောင်ကိုလည်းခင်းလိုက်ပါသေးတယ်ပြီးတော့လေရုပ်တီကြော်ဆိုလည်းအခုလိုမျိုးပူလိုက်ချတာပြီးလည်းစိတ်ချစားလို့ရပါတယ် ီဆိုင်လေးစားသုံးသူတွေအပေါ်တော်တော်လေးကိုစေတနာပါတယ်။ဟိုအများကြီးပဲပေါ့နော်ထည့်ပေးတာလေ။ဆန်လေးကမနက်6:00နိုင်ခွဲရနေဆိုစပြီးဖွင့်ပါတယ်။မနက်9:00နိုင်နဲ့9:00ခွဲလောက်ဆိုရင်တော့ကုန်တာများရပေါ့နော်။ပြီးတော့သူဆိုင်ကဒီငရုတ်တီချင်းလေးဆိုရယ်တော်တော်လေးထမင်းကြော်နဲ့လိုက်ဖက်တယ်ပေါ့နော်။ဒီကဲလို့မော်လမြန်ကိုရောက်ခဲ့လို့ရှိရင်ဒီဆန်လေးမှစားကြည့်နော်။ကျွန်တော်ကတော့အခုလိုမျိုးပေါ့နော်။အစုံထည့်ပေးထမင်းကြော်နှစ်ပွဲစားတာအောင်မှ9000ပဲပေးရပါတယ်။လိပ်စာလေးကတော့ဈေးကြီးဝိုင်းကနေရေဖို့ကုန်း ကိုဒီကိုကိုပင်အောင်မှာရှိပါတယ်အာထာက အမတ်ရှိချောင်းနဲ့လည်းနီးရေပေါ့နော်